ီးငင်တဲ့ကလေးတဲ့ဘယ်တရားရောက်တော့စွန့်လို့ရမယ်ဘောဆိုတော့သူသူသမီးလေးကိုသူမရရအောင်သူညှစ်ပြီးမွေးရပေါ့နော်ကျွန်တော်ဒီနေ့ဒီဗီဒီယိုလေးကိုတွေ့ရှိသွားတဲ့အချိန်မှာမိဘတယောက်အနေနဲ့ရင်ထဲမှာဘလို့မှအခန်းစားနိုင်လို့မီဆိုလိုအနေနဲ့တရှိနားလဲထားအောင်လို့ကျွန်တော်ဒီဗီဒီယိုလေးကို share လုပ်ပေးတာဖြစ်ပါတယ်ဒီဗီဒီယိုလေးကိုကျွန်တော်အတူသက်ကြည့်လိုက်အောင်ဆယ်လာပိုင်းနဲ့ဆယ်နေရနေမနေရပေါ့နော်မနေရကျွန်မတင်ထားတဲ့ post နဲ့ပတ်သက်ပြီးတော့ ကျမညီမလေးကလေးမိဖွားရင်းနဲ့မိရင်းနဲ့မှာကလေးလေးဆုံးသွားတဲ့ကိစ္စနဲ့ပတ်သက်ပြီးတော့ဗီဒီယိုဖိုင်လေးနဲ့အရင်ပြပေးရပါတော့။စာနဲ့ comment တွေပြန်တဲ့ခါကျတော့လည်းမပြည့်စုံတဲ့ခါလေးရှိတော့နောက်ပြီးတော့မေမေလောင်းလေးတွေပေါ့နော်။ကျမညီမလေးလိုမျိုးမိခင်ဖြစ်လာမယ်မေမေလောင်းလေးတွေကိုလည်းတတိပေးစကားလေးပေါ့နော်အဲ့လိုလေးလည်းပြောလို့ရတယ်လို့မျိုးအကြံပေးရပါတော့ကျမတို့တွေးချုံခဲ့ရတဲ့ဟာလေးကိုမျှဝေပေးရပါတော့ဖြစ်စင်ရဘလို့လဲဆိုတော့ မိဆွေတို့နေနဲ့ဘူဒရာကောင်းကောင်းယူကြပါတရားနာထောင်ပြီးတော့မျိုးပေါ့နော်တိုင်နေပြည်သူဆေးရုံမှာအစ်မညီမလေးကမိဖွားတာမိဖွားတော့ကလေးက73ပေါင်ရှိတယ်ရိုးရိုးမွေးရင်းနဲ့ကလေးမမွေးနဲ့လို့ဆုံးတာပေါ့နော်အဲ့ဒါကိုရှင်းပြရမယ်ဆိုလို့ရှိရင်ညီမလေးကဝါတယ်ဟိုဝါတယ်ပြီးလို့ရှိရင်ဖိုက်ခေါက်ထူတယ်ပေါ့နော်ဖိုက်ခေါက်ထူတယ်ပြီးလို့ရှိရင်ညီမလေးမှာကအရင်ကလေးလေး တူးလေးပေါ့နော်တူးယောက်ျားလေးတုံးကလည်းလာမစေပဲမွေးလို့ဆိုပြီးတော့လာမစေပဲမွေးလိုက်တာပေါ့နော်လာမစေတော့ကလေးကဘာမတင်လိုက်ဘူးပေါ့နော်အဲ့လိုပဲဈေးယူမှပဲမွေးတာကလေးပထမတစ်ချိန်ဆုံးရှုံးထားဘူးတယ်ပေါ့ဆုံးရှုံးထားဘူးတယ်အခုကဒုတိယတစ်ချိန်ဒုတိယတစ်ချိန်မှာ तू အဲ့လိုဖြစ်မှာဆိုလို့ तू ကြောက်တော့ဆရာဝန်နဲ့အတည်းစပြီးတော့ဘိုက်ကြီးတဲ့ဆရာဝန်နဲ့ပြရတယ်ပြောရှင်ပိုက်ကြည့်ပြီးတော့3လလောက်မှလာမသိဘူးအဲ့တော့ဆုံးရိုက်တယ်ပေါ့နော်ကလေးအနေထားလေးတည်ခြင်းလို့အဲ့တော့ဆုံးဒီပါရိုက်တော့အကုန်အဆင်ပြေတယ် အဲ့ရနေပြီးရိုးရိုးမွေးမယ်ပေါ့နော်ရိုးရိုးမွေးမယ်ဆိုတော့စိတ်ကလေးနဲ့အခုဒီမွေးကနီးဖြစ်သွားရောပေါ့နော်မွေးကနီးဖြစ်သွားတဲ့ခါကျတော့မွေးကနီးမှလည်းမမိခင်မဆိုအန်ဒရာဆောင်အစ်စ်ထက်ရိုက်ကြတယ်နော်ဇာဝနီကလည်းရိုက်ခိုင်းတယ်လေအချိန်မှာအထောင်ဆောင်အခုအစ်စ်ထက်ရိုက်တယ်မွေးကနီးမှလည်းကလေးနှလုံးကုန်ကန်နေအကုန်မှန်နေကလေးကကျမ်းမကြီးကောင်းနေမိခင်ကရိုးရိုးမွေးမယ်ဆိုလို့ရှိရင်လည်းမွေးလို့ရတယ်ပေါ့နော်အလိုလိုနဲ့ညီမတို့တည်ထားတာကနေပြီးတော့ မမွေးခင်မိမဖွားခင်နှစ်ရက်လောက်လို့မှာလက်လက်သေးပေါ့နော်လက်သေးဆရာမတူးနဲ့လေအဲ့လိုမျိုးသူပြကြည့်လိုက်တဲ့ခါကျဆရာမဟိုဘယ်လိုဘာကြီးအရန်ပူနေရောပေါ့နော်ပြကြည့်တယ်ဆရာမအကလေးအရန်မထွားဘူးတဲ့ကလေးညက်တယ်တဲ့ဘက်ကောက်ကြီးထူလို့ပေါ့နော်ရေများပြီးရောတဲ့ဘက်ကောက်ကြီးထူလို့အရန်ပူနေတာပါလို့အဆရာမကိုယ်အရန်ပြောတယ်အဲ့ရနေပြီးတော့မနေ့က22ရက်နေ့ပေါ့နော်မနေ့က22ရက်နေ့မှာအဲမနေ့2နာရီလောက်မှာရေမောပေါက်တယ်အိမ်မှာပဲပေါက်တာ ပြကျမတို့အိမ်နဲ့ဆေးရုံနဲ့ကလန့်ခွန်ရောင်ကြားတယ်နင်းနီလေးဟုတ်ကောနှစ်ဆယ်နည်းရေမပေါတော့ချက်ချင်းပဲဆေးရုံတက်တယ်ဆေးရုံတက်တော့ဆီယာမတွေစစ်တယ်ဆီယာမတွေစမ်းတယ်ပေါ့နော်စမ်းတတ်တော့ဟွန်းလိုသေးတယ်ပေါ့မွေးဘွားလိုသေးတော့ရက်လိုတာတော့မဟုတ်ဘူးပေါ့နော်နိုင်ပိုင်းလိုသေးတယ်ပေါ့အဲ့ကနေပြီးတော့လေးနိုင်မှာဆီယာဝင်းကြီးကတောင်းလဲတယ်ကျမတို့ရှီမှာဆီယာဝင်းကြီးကတောင်းလဲတဲ့ချိန်တက်တက်ရှိတယ်ဆီယာဝင်းကြီးကတောင်းလဲတယ်ဆိုတော့လေးနိုင်မှာကြည်လာတော့တအင်းကလက်သုံးလုံးပဲပွင့်သေးတယ် လူနာလူနာရှင်ကိုမေးတယ်ပေါ့နော်ရိုးရိုးမွေးခြင်းလားအခွဲမွေးခြင်းလားဆိုတော့မိဘတွေကတော့ဆရာရဲ့ဖြစ်နိုင်မယ်ဆိုတော့ရိုးရိုးပဲမွေးခြင်းတယ်ကျွန်တော်အဲ့ရနေကိဟုတ်ပြီအဲ့ဆိုရိုးရိုးမွေးဖို့စောင့်မယ်ပေါ့စောင့်တော့ကျမပြောခြင်းတာမနေ့နေ့နာရီကြီးကဘိုင်းနာလို့သွားတဲ့လူနာကိုရိုးရိုးမွေးလို့မရရင်ခွဲမွေးရမှာဆရာဝင်ရဲ့ထုံးစံမဟုတ်ဘူးလားအဲ့တခုပေါ့နော်နောက်ပြီးအဲ့ဒီချိန်ရနေပြီးတော့ကလေးကဘယ်နှစ်နာရီမှမွေးလဲဆိုတော့ညနေ3နာရီမှမွေးတယ်ကလေးကအဲ့ကြားထဲမှာ ဘူးမဘာမှမပြောချောက်ဘူး။ဘိုက်ကအရန်လာလာတယ်။ညနေမွေးခါနေပါဘောနော်။ညနေမွေးခါပြောဘိုက်အရန်လာလာတဲ့ခါကျတော့ဆရာဝန်ကပြောတယ်တဲ့။ယူယူမိဘတွေမွေးရဘူးယူမွေးချင်တာခွဲမွေးချင်တာအဲ့ချိန်ဒီဘိုက်ထဲကကလေး73ပေါင်ဆရာဝန်မသိဘူး။ဘိုက်ထဲမှာကလေး73ပေါင်ဖြစ်နေတာဆရာဝန်မသိဘူးတဲ့။ ဆရာဝန်ဆိုပြီးတော့လေယုံလို့မရဘူးရတယ်။ဒီကဆရာရဲ့ဖြစ်နိုင်ရင်တော့ယူပဲမွေးချင်တယ်။ဒါပေမဲ့ခွဲရမယ်ဆိုရင်တော့မတတ်နိုင်ဘူးပေါ့။ဒါပေမဲ့ဆရာဝန်ကလုံးဝတတိချခွဲရမယ်လို့မပြောဘူး။ဒီယူယူမွေးဖို့ပဲစောင့်တော့။ညနေပိုက်အရန်နာလာတဲ့အချိန်ကျတော့အရန်ပိုက်အရန်နာတဲ့အချိန်မှာတဲ့ခွဲလိုက်မယ်ဆိုလို့ရှိရင်တဲ့လူကြီးအသက်ကောကလေးအသက်ကောလူပါမှာတဲ့ဆိုတော့မိဘဘက်ကစဉ်းစားကြည့်ပါဦးမလို့ရဲ့။အဲ့နော်ယူယူမွေးရမယ်ပေါ့ယူယူမွေးတော့ကလေးကညစ်တော့ဒီမလေးက သူလည်းသူအားကြီးတယ်လို့ပေါ့နော်သူပိုက်တယ်မှာသူတိတာကအဲ့နတ်မအဲ့ဆီယာမတွေပြောတဲ့ပိုက်ကလေးကလေးအရင်မတော်ဘူးဆိုတာပဲသူတိတဲ့အတွက်ကြောင့်မို့သူသူသမီးလေးကိုသူမရရအောင်သူညစ်ပြီးမွေးတယ်ပေါ့နော်မွေးတော့ချုံမှုမရဘူးအဲ့လိုမျိုးကလေးကကောင်းထွက်လာပြီညနေ3:00နာရီမှာကလေးကောင်းထွက်တဲ့ခါကျတော့ကလေးကအရင်တော်နေပြီ73ပေါင်ဆိုတာအမတော်ကကြားဘူးကြလားကလေး73ပေါင်ဆိုတာကျမတော့ဒီကျမအသက်ဒီကလေး73ပေါင်တော့မကြားဘူး9ပေါင်တော့မှပဲမိဘတွေအသေးအနံမွေးရတာလေ အော်ကလေး73ပေါင်းဆိုတော့အဲ73ပေါင်းရောသူမရမကညစ်ပြီပေါ့73ပေါင်းဆိုတော့ကလေးကောင်းထွက်လာပြီမေယာဆက်မညစ်နိုင်တော့ဒီ73ပေါင်းကလေးကိုမေယာဆက်မညစ်နိုင်တဲ့ချိန်မှာ73ပေါင်းဆိုတော့6ကီ6ကီလိုဂရမ်ကြီးပါပေါ့ဒီကောင်းကိုအတဲပြတ်တဲ့ပြီးဘိုက်ကိုခွဲမယ်ဆိုရင်နှစ်ယောက်စလုံးမလွယ်ကူဘူးပေါ့နော်မိဘရောမိခင်ရောကလေးရောမလွယ်ကူဆိုတော့အဲ့အချိန်မှာတက်ပြီးတော့လူနာချင်းတို့တက်မေးတယ် နာရှင်တို့တက်မေးတာဘုံနောက်ဆုံးပြောတာပေါ့နော်မိခင်တဲ့ကလေးတဲ့ဘယ်တရားရောက်တော့စွန့်လို့ရမယ်ဘောဆိုတော့ဒီလူနာရှင်မိဘတွေကလည်းစွန့်လို့ရမယ်ဆိုလို့ရှင်အမလို့စဉ်းစားကြည့်ပါဦးကလေးဆိုတာပြန်ယူလို့ရတယ်ပေါ့လူကြီးတွေဆိုတာကလည်းဂုကေလိုမျိုးဘယ်လိုပြောမလဲအဒီပညာရေးမကြွယ်ဝနေဘူးလေဒီစီအဝင်းလေးပြောတဲ့စကားကိုပဲသူတို့မှာဆုံးဖြတ်ကြတာပေါ့နော် အဲ့ချိန်မှာသူတို့ကိုယ်တိုင်လည်းမိခင်နေပြင်းနေရတယ်ဒီမှာနိုင်ငံကကျွန်တော်ပြည်သူတွေအဲ့လိုမျိုးတွေဖြစ်တယ်ကလေးတို့ရောစရာအကြောင်းမျိုးကြောင့်ဖြစ်နေတော့တာမီနီယောက်ကလုံးလိုချင်တာပေါ့ဒါတွေကအပြစ်မှာတကယ်ရှိတယ်နော်ဖြစ်နေတော့ဦးဆိုရင်လည်းမေဝပဲတာချင်းရှာနေတဲ့ဒါဟာမျိုးဒါမျိုးဆိုလို့ဒီကြောင်ကလေဘူးဒူးသားအနေနဲ့ပြောင်းဒီကြောင်ကမာယိုကျွန်တော်အမြောက်ပြီးနေတာတွေ့တော့ကြောင်သူတို့စိတ်ထဲမှာကလေးတက်ခိုင်းရင်မကြည့်တော့ဘူး ဆိုတော့ကလေးကသူတို့လက်ထဲမှာပဲကလေးကပြောမစုံကလေးကိုတပ်ပြီးထုတ်လိုက်တယ်လို့မျိုးဖြစ်သွားတာပေါ့နော်အဲ့လိုနဲ့ကျမတို့မလေးကိုဆုံးရှုံးလိုက်ရတယ်ပေါ့နော်ဆရာဝန်ကဖိုက်ထဲကကလေး73ပါအောင်မတည်ဘူးတဲ့မမတို့ရဲ့စဉ်းစားကြည့်ကြပါဦးကျမညီမလေးမတော် မွေးလဲရတာအဲ့ဒီကလေးလေးကိုသူသမီးလေးကိုအားနဲ့မနဲ့အခုဘလို့လဲဆိုတော့လေအမလီအတွေ့ရလေတော့မလင်းသွင်းရတယ်သူကသူလေလိုလိုပေါ့နော်ခုကြတော့သစနေရင်ညနေရကလေးမွေးထားတဲ့ကလေးမိရဒီမနေ့ရောက်တော့သူလည်းရောက်ချင်တယ်သူသမီးလေးကိုလည်းသူတို့ဘာမှမေးရောကျမတို့ကလည်းလိန်ရလားမိဘတွေကလည်းလိန်ရလားသမီးရဲ့ကလေးက ွားတော့အသက်ယူကမွေးရတာပေါ့နော်လမင်းဟိုကသမီးမွေးတဲ့အချိန်မှာလမင်းညင်ပြီးသလိုဖြစ်လို့ကလေးကအသက်အသက်ယူစက်နဲ့အောက်ဆီဂျင်လေးနဲ့အသက်ယူနေရတယ်ပေါ့လမင်းလေးလိမ့်တာတော့သူအရာလေးဟိုပဲသူစိတ်ထဲမှာအော်သူသမီးလေးတဲ့သူဆူတောင်းနေတာသူရဲ့ကြောက်နေရအရင်ကလေးလေးလို့သူဖြစ်မှကြောက်နေရ ်ဒီဘောတူတူတန်းနေတဲ့အချိန်မှာအခုလိုမျိုးထိလန့်စရာတွေတွားပြီးဖြုတ်ပြလိုက်လို့ရှိရင်မိဘဖြစ်တဲ့သူကအခက်မတင်လို့ရှိရင်သူ့တပ်ပါဆိုရှင်ထွားတန်းနေတဲ့အချိန်မှာဒီလိုမျိုးကိစ္စမျိုးကဒီလိုအချိန်မှာဖုံးဝထားတာအကောင်းဆုံးပါဗျာအဲ့သမီးရဲ့အခုမှမွေးထတာပေါ့နော်ချက်ကြီးလဲရောက်လို့ဘယ်မှာပြုံးမလဲတက်တာမှရှောက်ဘာဖြစ်တဲ့ညာဖြစ်တယ်ဗောသူ့စိတ်ပူတော့ဒီဘောပေးရရှိမယ်အမကြီးမတက်တာမှသမီးတို့ဘယ်တော့ခံစားလဲအမကြီးအဲ့လိုပြောတဲ့မိခင်တရားပဲရှင်နေရကန်စားချက်တည်း တိုက်စီအောင်နေတချို့ဆရာဝန်တွေရုံလုံးမရောက်အောင်ဗျာဒါကြောင့်မလို့ကိုဘသားကိုအခုလိုမျိုးနေစေဘဆိုင်ရာတွေ့ကြုံနေအတီတရားတွေဖြစ်လို့လဲမပြောချင်းမဟုတ်ဘူးကိုရအပြစ်မှာကလေးကလေးလာထားဘူးလိုရတယ်ကျွန်တော်မြန်မာနိုင်ငံပြည်သူတွေအနေနဲ့ဆရာဝန်တွေအပြစ်လားလက်လက်ကြီးပဲအာမခိုးနေပဲနဲ့ကိုအားကိုကိုလေးကိုဝယ်လို့လာဘောနော်တာမမကအပြစ်တင်တဲ့စကားကိုပြောနေအောင်နော်မထွားဘူးသူပြောတယ်သူတို့အရင်ညာချင်းလို့ပြောပြနေတာ ကျမတို့မောင်နှမတွေအနာမမနေပြီနဲ့ကျမတို့မောင်နှမတွေအဖြစ်ပဲထင်ပါတယ်ကိုရီးယားအကြီးဖြစ်ပြီးတော့ကိုညမလေးကိုမဆောင်ချောင်းနိုင်ဘူးအခုဘောနော်မမေဖြစ်မဲ့ညမလေးတွေရောအမတွေရောဘောနော်ကျမညီမလေးတို့မျိုးမဖြစ်ဖို့မင်္ဂလာနေရနော်မင်္ဂလာနေနဲ့ အမျိုးတီးပြီးလိုပိုင်းအမျိုးသားအနေနဲ့မျိုးသားအနေနဲ့တေးဆရာလေးကိုမျိုးသမီးမသိလို့ရှိရင်ကိုမျိုးသမီးဒီလိုချောင်းအမျိုးလေးပြောပြချောက်လန့်တာမဟုတ်ဘူးနော်တော်တဲ့ဆရာဦးလေးရှိသလိုမျိုးအတီတရားလေးရှိအောင်လို့လာမြောက်ပြီးတော့ပြောပြတာလည်းရှိပါတယ်လို့စေပညာပို့သူစားပေါ့ဗျာရှိတီတော့ညမညမလေးကိုမြင်ပုံတော့မပြောရဘူးတနာလုံးလို့ကဲဒီလောက်ပါပဲဗျာမှလည်း လီချောင်းအလီနဲ့ပတ်သက်ပြီးတော့ဒါပေါ်ဆမှုတွေဟာဆရာဝန်ပေါ်ဆမှုကြောင့်လားဒါမှမဟုတ်ကျွန်းခံမှန်းချက်ဖြစ်တဲ့အန်ဒရာဆောင်းဆိုင်တဲ့အချိန်မှာအန်ဒရာဆောင်းပေါ်ဆမှုကြောင့်လားပြီးရင်မိခင်ဖြစ်တဲ့လူကစီဂျိုယောဂါရှိနေလို့ရှင်လဲကလေးကြီးထွားမှုနှုံးဝများလာတဲ့အတွက်ကြောင့်လားစီဂျိုကြောင့်ပဲလားစီဂျိုဝေးကဖောက်ကန်နေမှာမထိနေနိုင်ခဲ့လို့လားဒါမှမဟုတ်ရှင်မိခင်ဖြစ်သူတွေတိမဆုံရောအစမတန်ကြီးမားနေလို့ကလေး ငွေမဖွာနိုင်တာကြောင့်လားဆရာဝန်ဖြစ်တဲ့သူကအခုလိုမျိုးကလေးကြီးနေတာကိုမသိရှိခဲ့ပဲနဲ့မိခင်ဖြစ်တဲ့သူကိုရွှေရွှေမွေးကိုခွင့်ပြုပေးခဲ့တာရဲ့ကလေးကြီးသွားတဲ့အချိန်မှာသိရှိတဲ့အချိန်မှာလဲခွဲမွေးဖို့အတွက်ဒါမလုပ်ခဲ့တာလေဆရာဝန်ရဲ့ပေါ်ဆမှုကြောင့်လို့ပြောရမှာပေါ့ဒါကျွန်တော်ကဆရာဝန်မဟုတ်တဲ့အတွက်တီးကြတာဒါပြောလို့မရဒါဖြစ်နိုင်ကြီးသူ့ရဲ့ပုံစံလေးတွေရှိတဲ့အဥ္စာကိုဒါပြောပြတာပါ ကလေးဆိုတာမိဘတိုင်းရဲ့ဒီသူ့ရင်သွေးလေးတွေကအပြင်ကိုထွက်လာမှာမဟုတ်ဘူးဘိုင်ထဲမှာရှိနေကြတဲ့ကမမွေးဖွားခင်ကတည်းကကလေးရင်သွေးမလွယ်ခင်ကတည်းကဒါမိဘတိုင်းရဲ့ရေတနာလေးမိဘတိုင်းမျောလင်းချက်လေးဖြစ်နေကြတာဒီကလေးလေးရလို့ရှိရင်ငါတို့ရဲ့ရည်ပန်းချက်တွေငါတို့ကသားသမီးလေးကိုဘယ်လိုလုပ်ပစ်လိုက်မလဲငါတို့ကသားလေးလိုလူချင်တယ်ငါတို့ကသမီးလေးလိုချင်တယ်ဒါမျိုးလေးမျောလင်းကြီးမျောလင်းထားကြတာအခုလိုမျိုးပဲမွေးဖွားတဲ့အချိန်မှာအမှန်မတင်ပဲ ဆုံးရှုံးသွားလိုက်တဲ့အတွက်မိခင်တယောက်နေနဲ့ဘလောက်တော့ခံစားနေရမလဲဆိုတာကျွန်တော်တို့ရဲ့မိပါတိုင်းအားလုံးနားလည်းသိရှိထားကြပါတယ်ဒါကြောင့်မလို့ခုဒီဗီဒီယိုဖိုင်ထဲကမာကြီးရဲ့ညီမလေးလည်းကြမ်းမချမ်းသာပါစေပြီးလို့ရှိရင်မာကြီးရဲ့ညီမရှင်သူလေးလည်းကောင်းအောင်ပုံပါပေါ့ရောက်ပါစေလို့ကျွန်တော်ဒီဗီဒီယိုဖိုင်ဆွတောင်းပလေးပါတယ်ဒီဗီဒီယိုဖိုင်ကိုနားထောင်နေလေညီကိုမောင်တော်များလည်းစေပင်ရဘူးသူရအနေနဲ့ဒီချောင်းအလေးကိုသိရှိနားလည်ထားလို့ရှိရင်ကိုကကလေးမွေးတဲ့အချိန်မှာကိုရဲ့ကလေးကဘလို့ချင်နေရှိနေလဲဆိုတာကိုဆရာဝန်ဖြစ်တဲ့သူကိုဒေချာတိုင်းမှာဆွေးနွေးလို့ရအောင် ဒီကြောင်းအလေးကိုဒီမိုင်းနဲ့အတူကျွန်တော်ပြန်ပြီးတော့ share လေးလုပ်ပေးတာဖြစ်ပါတယ်ကျေးဇူးများတင်ပါတယ်ခင်ဗျာ